grade 12မှာ grade 10 11 grammar တွေလည်းပြန်ပါတယ်အဲ့ဒီ10 11 grammar တွေကိုလည်းအကုန်မကြည့်နိုင်ဘူးဆိုတဲ့သူတွေအတွက် grade 10 11 grammar လေးကိုဆရာရွေးပြထားတယ်ဒီမှာပြထားတဲ့အတိုင်းပဲအဲ့ဒီခါလေးကိုသင်တန်းတက်ခြင်းနဲ့ အဲပေါ့နော်ဒါလေးကိုကိုယ့်ဘောက်ကိုမလေးတာနိုင်ဘူးနားမလည်ဘူးတင်တဲ့တက်ချင်တယ်ဆိုရင်တော့ Telegram အတင်ထုံး90မှာတင်တဲ့လာစုံစမ်းလို့ရတယ် Grade 12နဲ့ပတ်သက်တဲ့ grammar တင်တဲ့လည်းရှိတယ်ပေါ့နော်အဲ့ဒါလေးလည်းတက်ချင်တင်တဲ့လာစုံစမ်းလို့ရတယ်ဒီမှာ Telegram ဒီတင်ထုံး90မှာလာစုံစမ်းမှာအဲ့တော့ဒီမှာ Grade 10 level grammar တွေရှိတယ် for Grade 12 exam ဆိုတာဆရာပြောတာအခုလာမယ့်12လပိုင်းကိုအဓိကပြောချင်တာမဟုတ်ပါဘူးနောက်ဆုံးအစီအစဉ်ဆောင်ဖို့အတွက် Grade 10 level grammar တွေအကုန်မကြည့်နိုင်တဲ့သူတွေအတွက် ဆံမိုးဘက်အစင်ကြီးမှာမင်းနိုင်တဲ့ဟာတွေကိုရွေးပေးလိုက်တယ်အဲ့ဒါပါလဲဆိုတော့ active passive ကြည့်ရမယ်အရင်အမေးများတယ် direct indirect เนาะအရင်အမေးများတယ်ပြီးတော့ရင် now sign position မေးတတ်တယ်เนาะ parallel structure မေးတတ်တယ် who and neither nor not as ဟုတ်ပြီเนาะ either or ကတော့အမေးနဲလို့ဆရာမထည့်လိုက်ဘူးပေါ့เนาะဒါထပ်ကြည့်ခြင်းနဲ့ကြည့်ပေါ့ဆရာတော့ နည်းနည်းနဲ့အမှတ်များများရအောင် either or တော့မထည့်လိုက်ဘူးပြီးတော့ omission or relative pronoun ဆိုတာ relative pronoun ဖြစ်တဲ့ who တို့ which တို့ that တို့ omission ကဖယ်ခဲ့တာခြံခဲ့တာဒါ grade 11မှာပါတယ်ပေါ့နော်အဲ့ဒီ grammar လေး၈မျိုးရွေးပေးထားပါတယ်အဲ့တော့အဲဒီ grammar လေးတွေကို ကိုပါကိုခေါင်းစဉ်လေးတွေတိပြီဆိုရင် grade 12အဆင့်ကြီးအတွက်ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်အမှတ်ပြရကြပါစီလို့အားလုံးကိုစုမုံအောင်တောင်းပေးပါတယ်တကယ်လို့ကိုကိုတိုင်းမလေးလာနိုင်လို့သင်တန်းတက်ချင်တယ်ဆိုရင်တော့ Telegram @tinthon90 ဆိုတဲ့အကောင့်လေးမှာသင်တန်းလာစုံစမ်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်